မြင်မွေတင်းဒီမြင်မွေမြင်မွေဆက်မရလဲလို့ကြောက်မေးမင်္ဂလာပါကျွန်တော်တို့ TikTok Fan တွေ YouTube တွေကနေပြီးတော့ပြန်လေးကြွဆိုလိုက်ပါတယ်ဒီနေ့ကလေးနော်အတိတ်ကိုနမိတ်ဆောင်လေးဆိုပြီးတော့နော် line ပေါ်မှာတင်လာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါမွေးနေ့လောက်တာပေါ့နော်ဆရာမတွေကိုမွေးနေ့လောက်တာတကယ်တမ်းဒီအတိတ်နမိတ်တွေကလည်းကြောက်စရာရန်ကောင်းတဲ့ဟာလေးတွေပေါ့နော်လူတကယ်တမ်းအဲ့လိုမျိုးပါဇက်ကအမြုပ်တွေထွက်ပြီးတော့နော်သေဆုံးတော့တဲ့အနေထားလေးပေါ့နော်ကြောင်သူလေးတယောက်တယောက်ဆောင်ထားတာ တကယ်တဲ့လူတွေကြည့်လိုက်တော့ဟာဒါတော့ပြီလို့ထင်တာပဲလို့နော်ဒီလိုမျိုးလောက်ကြတာနော်ဒီပြောမဆိုရှယ်မီဒီယာမှာမျိုးစုံပေါ့နော်ကိုယ်ရဲ့ထင်တယ်လို့လောက်ကြတဲ့လူတွေပေါ့နော်ရုပ်ဆောင်ကြတယ်နော်ဖန်တီးကြတယ်လူစိတ်တွေပေါ့နော်ဘလို့အရှာပရိသတ်ရဲ့စိတ်တွေပေါ့နော်ဘလို့ဖန်ဆားနိုင်မလဲဒီလိုဗီဒီယိုမျိုးတွေဖန်ကြည့်ကြတာအများကြီးတွေ့ရတယ်နော်ကဲဒီနေ့ကတော့မွေးနေ့နော် မူနီဆိုတာလေတကိကိုပေါ့နော်အဲ့လိုမျိုးလူတယောက်ဟာအဲ့လိုတေဆုံးသွားတဲ့အနေထားကိုရောက်တဲ့တယောက်ဆောင်မူလေးတယ်ကဲကြည့်အောင်လဲစကိုတဲ့ဆောင်မတော့ရေးထားရပြီနော်လုတ်ပြန်ပြီနောက်တယောက်လဲလန်တော့တာပဲလေကဲဗာလေလန်တော့ကြတယ်လေတကယ်တမ်းဒါကိုကြည့်မယ်ဆိုလို့ရှိအာဆုံးသွားပြီပါကဲကြည့်ရော <laughs> lúc ra <laughs> ừ. <laughs> 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 cái là sao vậy ra thì cái xung đột này thì lúc đó chịu trông ta đấy trông ta đấy đi mà chiều xe mà đó đâu là đi còn nó khá là chi vào. 好。

ွေးနေလောက်တာမွေးနေလောက်တာနော်ဆရာမကိုတော့နောက်ကြတာပါတော့ဒီလိုခလေးကျုံသူလေးတွေဒါတော့တကယ်တမ်းပြောမှဆိုလို့ရှိရင်မကောင်းတဲ့ဟာလေးမလုံတင်တဲ့ဟာလေးပေါ့နော်တကယ်တဲ့ဆရာမကိုလန့် on လောက်တာပေါ့နော်ဆုံဆုံတော့အမြုပ်တွေထောက်ပြီးတော့ပါဇက်ကပေါ့နော်တေတေသွောတလို့ပဲလို့မျိုးကျေပွန်းအဲ့မှာမငိုပါနဲ့ပါပါလေဆရာမလန့် on ဒါလောက်တာနော်ကျေ哦ဒီမှာလုံးလုံးခိုင်းကြလိုက်အဒီမုံနေကျောင်းသားတွေကတော့ဒါ ဆရာကတော့ပွေးလုံနေတယ်။ចောင်းတော့။နေပါနေ။နော်။อืม။ကိုကနော်ဆိုရှယ်မီဒီယာခိုက်ဆိုတော့လူတွေကကိုဖြစ်ရှင်တဲ့အရာလေးကိုနော်ဖန်တီးကြတယ်ပြုတ်ဆောင်ကြတယ်နော်ပြီးတော့လေအွန်လိုင်းပေါ်မှာပေါ့နော်အဲဆိုရှယ်မီဒီယာမှာတင်ကြတယ်ဒီလိုမျိုးတွေပေါ့ဗျာ อืมဒီမှာဆရာကတော့တာပါမွင်းနေကိတ်နော်မွင်းနေလောက်တဲ့ဆရာမတော့တအားလန်းတော့တာပဲ ဆရာတဝေးဒီပင်းရဆရာပေါ့နော်တယောက်ပေါ်တယောက်တူပေါ်တူပေါ်ကျွန်းကိုင်းမီကန်းကျွန်းမီဆိုတဲ့သဘောပေါ့နော်ကျွန်းကိုင်းမီကန်းကျွန်းမီအဲဆရာကတော့တဲ့မွေးနေပွေးတွေပေါ့နော်မွေးနေကိတ်တွေနဲ့ကတော့တာပါ ထဲမှာပါလေပါဆရာမဒီတတိဒီတပိတွေကိုတတိထားမယ်တပိတွေနော်ဒီတပိတွေကသူများထားထုခေးတဲ့ထုွှန်အောင်လုပ်တဲ့တပိတွေอืมဒီဒီငွေငွေငွေနော်ဆရာမကိုလှုပ်ချလိုက်ပြန်ပြီတကွဒီလိုမျိုးရှိပါတယ်နော်ဆိုရှယ်မီဒီယာခိုက်ဆိုတော့ ကဲအဲ့ဒီကိစ္စတွေတဖြည်းဖြည်းပေါ့နော်ပေါ်လာပြီပေါ့နော်အပြည့်ပြည့်နေပြည်တော်လောက်တာပြဿနာမရှိပေမဲ့လေပဲစာတင်ခန့်ထည့်မှဆရာမကိုအဲ့လိုလောက်တာလက်ရှစ်ပါတွေပြောပြောလဲရင်းပြတဲ့အပြုတ်မှုကိုပြေးလေမြင်နေလဲဗျာဟိုတစ်ခါလေးပဲရင်ဖြစ်ပြီးလဲ surprise holiday နောက်ကိုဟိုတစ်ခါလေးပေါ့နော်ရင်ဖြစ်ပြီးတော့နော် surprise တိုက်တယ်မလောက်တင်တာတွေပါလောက်ပြီးတော့ပေါ့နော် surprise တိုက်လာရတာတွေ့ရပါတယ်လက်ကိုလေတုန်းကဆရာမကိုလဲတေး ဆရာမနောက်ကလတရားဝင်အတိပေးပြီးလဲစာသင်ရှင်ခစာစပလဲစာသင်ရှင်ခဏဖြတ်ပြီးတော့တေချာကြတော့ပြီးဆရာမစုဆရာမကလဲစုတေချာပြေးကြတယ်ဟွန်းနော်ကွန်မဲတွေရေးတော့ကြတာဗောနော်တိတ်ကိုနမိတ်ဆောင်ကြတယ်မကောင်းပါဘူးရေးတော့ကြတာကေတာမျိုးလေးကတော့ပြောမယ်ဆိုလို့ရှိရင်မကောင်းဘူးနော်ဒီလိုမျိုးတရုပ်ဆောင်မှုလေးတွေဟာပြောမယ်ဆိုလို့ရှိရင်တကယ်တမ်းအတိတ်နမိတ်လေးပေါ့နော်လူတယောက်ဆုံးသွားပြီလားသင်ငယ်ကျောင်းသားသူတယောက်ပေါ့အဲ့လိုမျိုး နော်ဆရာမကတော့တော့တာပေါ့နော်ဟုတ်တယ်ဒါကြည့်ရတော့ပြောတယ်ကတော့ဒီငါပြောလန့်တော့တာပဲနော်โอเคနောက်တစ်ခုကတော့နော်တိတ်တဆိတ်နေတဲ့လူတယောက်ရဲ့ခံစားမှုကိုအာတယောက်နော်ညီမလေးတယောက်ရှင်းပြလာတာပေါ့နော်โอเคဘုသူတရပါတယ်နင်းနေကျွန်တော်နောက်ထောင်ကြည့်မယ်နော်တိတ်တဆိတ်နေတဲ့လူတယောက်ရဲ့ခံစားချက်ဟာဘလို့အတိတ်ပဲခံစားချက်တွေကိုရရှိတယ်ပေါ့နော်ဘလို့ကံဖို့ရှိတဲ့အရာလေးတွေကိုနော်တီထွန်ဆန်းသက်ကြတယ်လေခင်နင်း ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါလေ။နောက်ထောင်ကြည့်ပါ။တက်လာတဲ့လူတယောက်ဒါမှမဟုတ်ရင်သူ့မှာဘဝပေးတဲ့ဒဏ်ရာတချို့ရှိနေတဲ့လူတယောက်အဲ့လိုလူတွေကတိတ်ဆိတ်ခြင်းကိုပိုနှစ်သက်ကြတယ်။သူတို့ကသွေးအေးအေးနေနိုင်တယ်သူတို့နေသွေးအေးနေတော့ဆိုပြီးသွားမပြောနဲ့သွားပြောရင်အဲ့လိုလူတွေကကိုယ်ပြုံးပြုံးကြီးပဲသူတို့ပြန်ကြည့်နေလိမ့်မယ်အဲ့လိုသွေးအေးတက်တဲ့လူတွေမှာတွေ့ရတာအကြောသူတို့ကအငင်းခုန်နေတိတ်မလုပ်ဘူးစကားနဲ့အငင်းခုန်နေသူတို့တိတ်မလုပ်ဘူး အပြိုင်လူရမယ်ကိစ္စတွေမှာဆိုသူတို့ကပဲလျှော့ပေးလိုက်တာများတယ်။အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်သူတို့ကခေါင်းအေးအေးပဲနေခြင်းနဲ့စိတ်ရှုပ်စရာတွေသူတို့ခေါင်းထဲမှာမထည့်ဘူး။စိတ်ရှုပ်စရာရှိလိုက်နေသူတို့ကလွတ်ချတတ်တဲ့လူသားမျိုး။စိတ်ရှုပ်စရာတွေကိုလွတ်ချတတ်တဲ့အုံနောက်နဲ့စိတ်ရှုပ်စရာတွေကိုလွတ်ချတတ်တဲ့နှလုံးသားသူတို့မှပိုင်ဆိုင်သွားတယ်။သူတို့ကအမိကိုကင်းကင်းနဲ့ယက်တည်နိုင်တယ်။သူတို့ရဲ့ယက်တည်မှုကဘသူ့ကိုမှမိကိုမနေဘူး။ နောက်တစ်ခုအဲ့လိုလူတွေမှာတွေ့ရတဲ့နောက်ထပ်အချက်တစ်ချက်ကတို့ကလူတကာကိုယင်ဖွင့်ပြောဆိုလေးမရှိတခုခုဆိုရင်တို့ကတိုက်ဆိုင်လို့ပါကတို့ကတို့စဉ်းစားတယ်အဲ့လိုပုံစံမျိုးနဲ့နေတယ်ဒါကရင့်ကျက်လာတယ်ဆိုရဲ့သဘောကိုတို့ကစောင့်နေတယ်အဲ့လိုဖြစ်ဖို့အတွက်ကို ရှေ့မှာတို့ကဘဝကပေးတဲ့သင်ခန်းစာတွေအများကြီးယူပြီးတော့မှတို့ကိုတို့အဲ့လိုပုံစံပြောင်းလဲပြီးတော့မှနေခဲ့တာအဲ့လိုလူမျိုးတွေကအေးကျက်ကျက်နေတက်တက်သူတွေမှတွေ့ရတယ် နောက်တစ်ခုကကြတော့ဘဝမှာစိတ်ဒဏ်ရာတစ်ခုပေါ့နော်ជីជីမမစိတ်ဒဏ်ရာတစ်ခုကြုံခဲ့တဲ့သူတွေမှာဆိုရင်လည်းတွေ့ရတယ်စိတ်ဒဏ်ရာကြုံတိုင်းတွေ့ရတာလားဆိုတော့မဟုတ်ဘူးစိတ်ဒဏ်ရာကြုံပြီးတော့မှဒီလူဒီစာဖတ်အားအရန်ကောင်းတယ်ဒီလူဒီဘ ഹു သူဒ္ဒတွေနဲ့ပြည့်နေတယ်ကိုကိုကိုကောင်းတဲ့ဘက်ကိုပေါ့နော်ဥတည်ပြီးတော့ပြောင်းလဲခြင်းနဲ့ငါအေးအေးချမ်းချမ်းပဲနေခြင်းတော့နေဆိုတဲ့စိတ်မျိုးနဲ့အသက်ရှင်နေထိုင်တဲ့သူတွေမှာတွေ့ရတယ် အင်းအင်းစစ်စစ်နေတဲ့တိုက်လေးသူတို့ကကော်ဖီတစ်ခွက်ကလေးနဲ့စာအုပ်တအုပ်လေးနဲ့ပျော်နေတဲ့သူမျိုးပေါ့အရင်ငိမ့်ချက်နဲ့သူတို့ကြည့်ရင်လားဘေးကကြည့်ရင်အထီးကျန်ဆက်နေလို့ထင်ရပေမဲ့သူတို့တွေကအရင်ငိမ့်ချက်နဲ့ဘဝမှာအရင်ကိုနေတက်သွားတဲ့သူတွေပေါ့စမတော့အားကြတယ်အဲ့လိုလူမျိုးတွေကိုအခုကြည့်နေတဲ့သူတွေရောဘလို့ဘဝမျိုးနဲ့နေထိုင်တာကိုသဘောကျတယ်။ကျမတို့အခုနောက်ပိုင်းမှာဆိုရင်တိတ်တိတ်ဆိတ်ဆိတ်လေးနေမယ်။စားအုပ်တအုပ်လေးနဲ့ကော်ဖီတစ်ခွက်ကလေးနဲ့နေရတဲ့ဘဝမျိုးသဘောကျလာ ကဲဒါကတော့တိတ်တိတ်ဆိတ်ဆိတ်နေတဲ့လူတရားရဲ့ခံစားမှုပေါ့နော်ညီမလေးရှင်းပြလာတာဒီလိုအတိတ်ပဲရှိတဲ့စာသားလေးတွေပေါ့နော်ရှင်းပြမှုလေးတွေခံယူချက်လေးတွေอืมပြုတ်ဆိုချက်လေးတွေကရင်ကောင်းပါရဲ့နော်ဒါတကယ်ကောင်းတဲ့ဘုသူတာနော်ဘုသူတာစာသားလေးတွေပေါ့နော်လူတရားဟာတိတ်ဆိတ်စော်နေတဲ့ဟာတွေကပြောမှဆိုလို့ရှိသူပြောသလိုပေါ့နော်ရှင်းချက်မှုတွေရှိလာတယ်ပေါ့နော်နောက်တစ်ခါသူများနဲ့မချုပ်ရှင်တော့ဘူးသူဖြစ်ရှင်တာကိုပေါ့နော်ဖြစ်ဖို့တော်လေးရည်ရွယ်ကြပါလေလူအများနဲ့ပေါင်းသင်းပြီဆိုလို့ရှိရင်နော် ီလိုမျိုးတိတ်ဆိတ်မှုတွေနေတဲ့အခါမှာပေါ့နော်လူအများနဲ့နေတာနဲ့ကွာခြားမှုတော့အရင်ကိုရှိပါတယ်။ဘာဖြစ်စလို့ရှိရင်တိတ်ဆိတ်စွာနေတဲ့ဟာလေကိုဖြစ်ရှင်တဲ့အရာလေးကိုပေါ့နော်ကျူကျူဆာဆာရှာဖွေတဲ့အသင်္ကေတလက္ခဏာကိုပြပါတယ်နော်။ဒီကနေ့လူအများနဲ့ပေါင်းသိမိဆိုလို့ရှိရင်ဟာလာဟာလာအရှင်တွေကုန်ပြီးတော့ပေါ့နော်ကိုရဲ့ရေမန်းရှာဖြစ်ရှင်တဲ့အရာတွေကိုမလုတ်သိဘူးပေါ့မလုတ်ဖြစ်ဘူးပေါ့နော်။နောက်တစ်ခါညင်းခုန်ဆက်ပေါ်မှုတွေပေါ့ကြောင်တယောက်ယင်ဖြစ်တာတွေစကားများတာတွေဒ ဘိုးဆုပ်ယုံဇီတဲ့အကြောင်းအရာလေးတွေပေါ့နော်တိတ်ဆိတ်စော်နေတဲ့ဥစ္စာပေါ့နော်ကိုယ့်ကိုယ်ကိုကိုလှုပ်ရှင်တဲ့အလုပ်လေးကိုပေါ့နော်ကိုယ်ဇစိုက်တမဲ့လှုပ်တဲ့ဟာတွေနောက်တစ်ခါကိုပြောမစိုးရရှိအတွေးခွာယူစတယ်ပေါ့နော်ဒီလိုစာအုပ်ဖဲတယ်နဲ့အတွေးခွာယူစတဲ့လူအများနဲ့ပေါင်းသင်းပြီးတော့နော်ပြည်သင်ရှင်နဲ့တော်လိုက်လာလိုက်ပေါင်းသင်းတယ်နဲ့အယူစတဲ့နေပေါ့နော်အတွေးခွာတွေကတော့တူကြောက်ပေါ့နော်စာပေဖဲတဲ့လူတွေဟာစိတ်တွေဟာအရန်ကိုနုံညံသိမ်းမွေးတယ်ပေါ့နော်ပြောတဲ့စကားတွေကလည်းအရန်တန်ဖို့ရှိတယ် နော်လူမျိုးနဲ့ဆက်ဆံတဲ့အခါမှာလေးရင်ကျေးသိမှုပြီးတော့အရာပေါ်တာပေါ့နော်အရာပေါ်ရာထင်ရတယ်နောက်တော့ဒီလိုဟာလာဟာလာရောက်တဲ့လူတွေကတော့တကယ်တမ်းပွေးကိုတိုးတဲ့ခါကျတော့ပွေးမတိုးနိုင်ကြဘူးပေါ့နော်ဘာဖြစ်ဆိုလို့ရှိရင်သူ့မှာကအဲလိုစိတ်ဆန္ဒတမာတိတွေပေါ့နော်စွမ်းအားတွေမရှိဘူးနောက်တစ်ခါအပြော့ဆိုအတွေးခွာယူစတွေကစာဖက်သူကိုဘလို့မှနော်မမင်ဘူးပေါ့ပေါ့နော်အဲလိုမျိုးစာဖက်တဲ့လူတွေကတော့ပြောမှဆိုလို့ရှိရင်ကိုယ်ဥနှောင်းတွေပေါ့နော်ကိုယ်ဥနှောင်းထိုင်မှိုင်းတဲ့ဥနှောင်းတွေကိုကျွန်တော်တို့ဆေးကြောသလိုပဲ နော်စေကျော်တယ်လို့ပဲကိုယ်အိမ်မှာထားတဲ့ဓာတ်တလားကိုပေါ့နော်အနေအမြေတမ်းသွေးသွေးတယ်လို့ပေါ့နော်တန်ဖိုးအရန်ရှိရဲဒါမဲ့ဆာမဖက်တဲ့လူကတော့နော်ဂျုံမှာထိုးထားတဲ့ဓာတ်ချောင်းလို့ပါပဲသူပြောတဲ့ဟာလေးနော်ဘဝမှာအဲ့လိုမျိုးပေါ့နော်တိတ်ဆိတ်တဲ့လူတယောက်ရဲ့ခံစားချက်ဟာတကယ်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်တကယ်ကောင်းလေကောင်းပါအပြေရောတော့မမှန်ဘူးထင်ပါလေပြန်လဲနော်စိတ်တန်ရာတွေကတော့တူတူတူမတူအောင်လည်းခံစားဖို့တလို့နော်တိတ်ဆိတ်ရှင်းကိုတော့နှိမ့်သိဘူးပါလေဟုတ်တယ်နော်တိတ်ဆိတ်စေနေတာကိုတော့အကုန်လုံး နေသိကြတဲ့သဘောကျကြတယ်ပေါ့နော်။ဘာဖြစ်လို့ရှိရင်ပြစ်ကင်းတွေအေရှန်တွေလူတွေကြည့်ရဆိုလို့ရှိရင်လူတရားတကယ်တမ်းသူတိတ်ဆိတ်နေတာဆိုတာတကယ်တမ်းသူ့မှာပေါ့စိတ်တရားတွေရှိသလားဒီလိုမျိုးတော့မဟုတ်ဘူးပေါ့နော်။သူ့မှာလေစုံပြချတဲ့သုံးသက်ချတဲ့ရင်းကျက်မှုတွေပေါ့နော်။ခံယူချတဲ့ရှိလာကြပါလေ။ကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါလေ။ခုနလိုပဲနော်။မင်းဒီဆိုရှယ်မီဒီယာမှာဆီယမ်မကို surprise တိုက်တဲ့ပုံစံလေးတော့မလုပ်ကြပါနဲ့ဗျာ။ငါတို့လန့်တော့လန့်တော့တာပေါ့နော်။อืมเดี๋ยว င်းမွေးငင်းမွေးဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ TikTok Channel YouTube Channel ကနေပြီးတော့အနည်းငယ်မျှဝေပေးလိုက်ရပါတယ်နောက်အသေးစင်လာမယ့်ဗီဒီယိုမျှဝေလေးကျွန်တော်ရဲ့ viewer အားလုံးမျှဝေလေးဖိတ်ခေါ်တီးပေးလိုက်ရပါတယ်အားလုံးကြံမှချမ်းသာကြပါစေဗျ